ဘာသာရဲ့အသုံးနှုန်းတွေကိုသုံးပြီးတော့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးသူတို့ဘာသာကိုဆွဲသွားတာပါတာဆွဲလူမျိုးဒီဥပါဒံတရားတို့အတ္တဟိအတ္တနော နာထောတို့ဆိုတာဟာပါတာဆွဲဒီဗုဒ္ဓဘာသာရဲ့အသုံးနှုန်းတွေဖြစ်တယ်ဆိုတာကိုအားလုံးသိကြဥပဒံအစွဲလမ်းများကိုဖယ်ရှားပါ။ပြားစစ်ကိုကိုယ်ွယ်လူတိုင်းသည် ပါတာဆွဲလူမျိုးဆွဲပုပ်ကိုဆွဲဂိုင်းကနာဆွဲဝါရဆွဲဒေတာဆွဲမြို့ပလာဆွဲများကိုဖိစားပွင့်ရလိုအပ်ပါတယ်ထို့ဆွဲလမ်းများက လူသားများကိုငရဲသို့ပို့ဆောင်နေသောအဆွဲလမ်းများပင်ဖြစ်ပါတယ်ထို့ဥပဒံဆွဲလမ်းများကြောင့်အချို့သောသူတို့ဒီနတ်များအချို့တို့ဒီလူများအချို့တို့ဒီတရိစံများ အချို့တို့သည်လှလက်ပြေးပြုတ်လို့သောအရာများအချို့တို့သည်တဘာဝမှရရှိသောအရာများဖြစ်တဲ့နေလမီရင်ညောင်ပင် ကြောက်ဆောင်ကြောက်တုံးတစ်ပင်ဝါပင်စသည့်အရာများ အချို့တို့သည်တည်သွားခဲ့သောသူများဤဝိညာဉ်များကို ကိုးကွယ်နေကြပါသည်အချို့တို့သည် အတဟိတနောနာထော ကိုလှုပ်မအကိုရတယ်ဆိုပြီးမိမိကိုကိုမမီကိုကိုွယ်နေကြပါတယ်လူအချို့တို့သည်ထိုသို့သောကိုကိုွယ်မှုသည် မှန်ကန်သည်ဟုယုံကြည်နေကြပါတယ်ပိုးဖလာမျိုးမိကိုတို့ဆိုတကယ်တို့ဖះအစ်စ်မဟုတ်သောအရာများကိုကိုကိုွယ်နေခြင်းသည်တန်ငယ်မိသေးတို့တိတိကြီးနှင့်ဒူး၍သွားနေကြခြင်းပင်ဖြစ်ပါတယ်ကြည်နော်ဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေကိုသုံးပြီးတော့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးသူတို့ဘာသာကိုဆွဲသွားတာ ဒီဥပါဒံတရားတို့အတ္တဟိအတ္တနောနာထောတို့ဆိုတာဟာဗုဒ္ဓဘာသာရဲ့အတုံးနှုံးတွေဖြစ်တယ်ဆိုတာကိုအားလုံးသိကြတယ်နော်ဥစဉ်ကလေသူတို့ဘာသာကိုတိုက်ခိုက်တဲ့ဖုန်ကြီးမဟုတ်ဘူးကိုယ့်ဘာသာကြီးအကြောင်းကိုပဲကိုပြောတဲ့ဖုန်ကြီးဖြစ်တယ်သို့တော့ကိုယ့်ဘာသာကိုစော်ကားတိုက်ခိုက်လာပြီဆိုရင်တော့တုတ်ပြန်တတ်တယ်နော်အခုလဲတုတ်ပြန်မှာဖြစ်တယ်သူပြောထားတဲ့အချက်ကိုကြည့်လိုက်ပါပထမဦးဆုံးအချက်မှာဥပါဒံအစွဲတရားကိုဖယ်ရှားဖို့ပြောတယ် နောက်ဆုံးမှာသူတို့ဖះကိုမကိုးကွယ်ပဲနဲ့တခြားအရာတွေကိုကိုးကွယ်ရင်ငရဲကြမဲ့ပုံစံပြောတယ်။အဲ့ဒါဥပါဒံအစွဲပဲလေ။ကိုကိုတိုင်ကမှဥပါဒံအစွဲတရားမกินပဲနဲ့သူတစ်ပါးကိုဥပါဒံအစွဲတရားกินဖို့ပြောတာဟာလွဲမနေဘူးလား။ဟွန်း။နောက်ပြီးအတ္တဟိအတ္တနောနာထောဆိုတဲ့ပုဂ္ဂိုလ်ကြည့်ပါ။အတ္တဟိအတ္တနောနာထောဆိုတာကိုလုံးမှကိုရတယ်လို့သူကအထိပယ်ပြန်သွားတယ်။အဲ့ဒါမပြည့်စုံဘူးနော်။အတ္တဟိအတ္တနောနာထောဆိုတာ မိမိရဲ့ကံညာဝရိယတွေကိုအာကိုခိုင်းတာတည်ရင်ပြစ်လိုက်ရမယ်ဒီခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ဘူးเนาะမိတိဘာသာဝင်မိတိလူမျိုးပဲဖြစ်ဖြစ်တတဝါတိုင်းတတဝါတိုင်းဟာမိမိရဲ့ကံညာဝရိယအပေါ်မှာပြီးပြီးနေကြရတယ်မိမိရဲ့ကံညာဝရိယနဲ့လူကင်းပြီးနေလို့ရတဲ့တတဝါရဲ့လို့မရှိဘူးเนาะဘုရားရဲ့တရားတော်တွေဟာလေအမတန်မှနည်းနည်းပါတယ်ဘလောက်အထိနည်းနည်းသလဲဆိုရင်ဘုရားဘာသာဝင်ပါဆိုတဲ့လူတချို့တောင်မှ ဗုဒ္ဓရဲ့တရားတော်တွေကိုမသိတာအများကြီးရှိတယ်။တခြားဘာသာဝင်ကဗုဒ္ဓရဲ့တရားတော်တွေကိုပုံစံအောင်သိဖို့ဆိုတာအဝေးကြီးနော်။ဒါကြောင့်မိမိရဲ့ဉာဏ်နဲ့လိုက်မမီတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုမိမိလိုသလိုအတိတ်တွေအမျိုးမျိုးဖွင့်ဆိုပြီးပုဂ္ဂိယတွေပြောနေမဲ့အစားကိုယ့်ရဲ့ရှေ့နောက်မညီတဲ့ကျမ်းစာတွေကိုကြည်အောင်အရင်လှုပ်ပါလို့ပြောကြင်ပါတယ်။ဘာတွေကရှေ့နောက်မညီဖြစ်နေတယ်လဲဆိုရင်တစ်ချက်လောက်ပဲခြားပြမယ်နော်။ခရစ်တော်ယေရှုက ါတစ်ဖက်ကိုအယိုက်ခံရတဲ့အခါမှာနောက်တစ်ဖက်ကိုလည်းအယိုက်ခံလိုက်ပါလို့ပြောတယ်။ထာဝရဘုရားကလက်စားချေဖို့ပြောတယ်။အဲ့ဒီမှာတွင်ပဲရှင်းတော့မညီဖြစ်နေပြီ။ကျန်းစာမျက်နာတွေကိုတော့ချမပြတော့ပါဘူးနော်။ဘာကြောင့်လဲဆိုရင်ဦးစင်းရဲ့အကောက်ထဲမှာဦးစင်းနဲ့ချစ်ခင်နေတဲ့ခရိယံဘာသာဝင်တချို့ရှိလို့ပါ။သူတို့ကိုငက်ွက်ပြီးတော့ကျန်းစာမျက်နာတွေကို ချမပြတော့ပါဘူးနော်။နောက်ဆုံးအနေနဲ့ပြောကျင်တာကတော့မိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ် ကိုယုံကြည်ရာကိုဘာသာကိုကိုယ်ပဲကြပါတခြားဘာသာတွေကိုစွတ်တရားဟောတာမျိုးပုတ်ခတ်တာမျိုးတွေမလုပ်ပါနဲ့အဲ့ဒါကိုတော့ပြောကျင်ပါတယ်နော်မိခွန်းတစ်ခုမိရှောက်ခွင့်ပြုပါကိုတော့ဘာသာတရားကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကဘာသာတရားကိုစော်ကားနေတဲ့မိစ္ဆာတွေကိုဆုံးမသင်ပါသလားဥပမာသင်္ကန်းဝတ်ပြီးတော့ဘာသာကိုစော်ကားနေတဲ့ဘုန်းကြီးတွေကိုပြောတာပါကိုတော်ဖြေပေးတော်မူပါတဲ့အချင်းချုပ်ပြီးဖြေပေးပါမယ်နော်မြတ်စွာဘုရားလက်ထက်က သူဓမ္မယဟန်နဲ့စိတ်တကြွယ်ဆိုတာရှိပါတယ်။သူဓမ္မယဟန်ဆိုတာစိတ်တကြွယ်ကိုးကွယ်တဲ့ယဟန်ပါ။စိတ်တကြွယ်ကတော့အနာဂံဖြစ်ပါတယ်။ဒီနေ့မှာအရှင်သာရိပုတ္တရာနဲ့တကွယဟန်တွေဟာစိတ်တကြွယ်ရဲ့အိမ်ကိုကြွလာပါတယ်။အရိခါမှာစိတ်တကြွယ်ကနောက်နေ့မနက်မှာစွမ်းကပ်ဖို့အတွက်အရှင်သာရိပုတ္တရာကိုလျှောက်ထားပါတယ်။ပြီးတဲ့အခါမှာ သူကိုးကွယ်တဲ့သူဓမ္မယဟန်ကိုလျှောက်ထားပါတယ်။အရိခါမှာသူဓမ္မယဟန်ကငါ့ကိုနောက်မှလာလျှောက်ရသလားဆိုပြီးစိတ်ဆိုးပါတယ်။ နောက်နေ့မနေ့စိတ်တကြွယ်အင်ကိုစားစွားကြတဲ့အခါမှာစိတ်တကြွယ်ကိုခေါ်ပြီးသင်ရဲ့အလှူမှာနှံပြစ်မှုလိုနေတယ်ဆိုပြီးပြောပါတယ်။ဘာအဓိပ္ပာယ်နဲ့ပြောတာလဲဆိုရင်စိတ်တကြွယ်ဟာတထေးဘဝကိုမရောက်ခင်တုန်းကနှံပြစ်မှုရောင်စားရတဲ့သူစင်ရဲ့ဘဝကလာတာဖြစ်ပါတယ်။သင်ဘာသာသင်ဘလောက်ပဲလှူလှူဘလောက်ပဲတန်းတန်းသင်ဟာနှံပြစ်မှုရောင်စားတဲ့သူပဲဖြစ်တယ်ဆိုတဲ့သဘောမျိုးဖြင့်အဲ့ဒီစကားကိုဆိုလိုခြင်းဖြစ်ပါတယ်။စိတ်တကြွယ်ဟာအနာဂံတည်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်စိတ်မဆိုးပါဘူး။ စိတ်မဆိုးတဲ့အပြင်ဒီယဟန်တော်လမ်းမကိုရောက်နေပြီငါပြုပြင်ပေးအောင်မှပဲဆိုတဲ့စေတနာနဲ့အရှင်ဖေယားတခိဏပဋ္ဌတိုင်းသားတွေဟာတစ်ချိန်တုန်းကအနေနဲ့အရရက်ကိုကုံရောင်းကုံသွဲထပ်ပါတယ်အဲ့ဒီလိုကုံရောင်းကုံသွဲထွက်တဲ့အခါမှာသူတို့မှပါလာတဲ့ကြီးဖို့လေးနဲ့တခြားနယ်ကကြက်မာလေးအကြောင်းပါပြီးကြီးမကြကြက်မကြတဲ့အကောင်လေးတစ်ကောင်မွေးပါတယ်။អော်တဲ့အခါမှာလဲကြက်လို့လဲမអော်ကြီးလို့လဲမអော်អောက်ကလေးအားလို့អော်ပါတယ်။ အရှင်ဘုရားလည်းအဲ့ဒီဥပမာတိုင်းပါပဲယဟန်ဖြစ်ပါလျက်နဲ့ယဟန်စကားကိုလည်းမဆိုလူစကားကိုလည်းမပြောပဲဟိုမရောက်ဒီမရောက်အောက်ကလေးအာစကားကိုပြောတာဖြစ်ပါတယ်အဲ့ဒီလိုလောက်တာဟာမကောင်းပါဘူးဆိုပြီးတော့တတိပိစကားပြောကြပါတယ်အဲ့ဒီခါမှာသူဓမယဟန်ကဆိတ်ဆိုးပြီးဘုရားထံကိုသွားရောက်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကသူဓမယဟန်တင်မာတာဖြစ်တဲ့အတွက်စိတ်တကြွယ်ကိုတောင်းပန်လိုက်ပါဆိုပြီးခိုင်းပါတယ်သူဓမယဟန်လည်းကိုအမားကိုကိုသိပြီးတော့ စိတ်ဓာတ်တကြွယ်ကိုပြန်ပြီးတောင်းပန်လိုက်ပါတယ်။နောက်ဆုံးမှာမြတ်စွာဘုရားပြည့်တဲ့ကမ္မထံကိုအာထုတ်ပြီးသုဒ္ဓမယဟန်လည်းယဟန္တာဖြစ်သွားပါတယ်။ဒါကြောင့်ပြောကျင်တာကယဟန်ပဲဖြစ်စေလူပဲဖြစ်စေမှားနေပြီဆိုရင်တော့ထောက်ပြပေးကောင်းပါတယ်။သို့တော်လည်းပဲထောက်ပြပေးတဲ့နေရာမှာပုဂ္ဂိုလ်ရဲ့အာဃာတအညွှန်းသဘောမျိုးနဲ့ထောက်မပြပဲလမ်းမှန်ရောက်ပါစီဆိုတဲ့သဘောမျိုးနဲ့ထောက်ပြပေးတာကတော့ပို၍အသင့်တော်ဆုံးဖြစ်ပါတယ်နော်။ အရှင်ဖယားဖုံဖုံတွေကရည်စားထားလို့ရပါသလားရှင်တမီးကခရိယံပါရှင်မသိလို့ပါရှင်တမီးတို့ရွာက ဖုံဖုံကရည်စားတွေထားလို့ပါရှင်တဲ့ဦးစင်းတို့မြတ်စွာဘုရားရဲ့ဝါဒကတဏှာပတ္တိဝါဒဖြစ်ပါတယ်နော်။ဒါကြောင့်လဲဆိုရင်တဏှာသည်ဒုက္ခကိုဖြစ်စေလို့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲတဏှာကိုအပိတိုင်ပယ်သက်ပြီးသလိုတပိတာဝကတွေကိုလည်းပဲတဏှာကိုပယ်သက်စေပါတယ်။ ဒါဆိုရင်တပည့်တော်ကတွေအလုံးတဏှာပယ်သက်နိုင်ပါသလားဦးဇင်းတို့လိုပုထုဇဉ်ယဟန်တွေကတော့တဏှာကိုကုံစင်အောင်မပယ်သက်နိုင်ပါဘူးယဟန်တာများဖြစ်ကြတဲ့တပည့်တော်ကတွေကတော့တဏှာကိုကုံစင်အောင်ပယ်သက်နိုင်ပါတယ်အဲ့ဒီလိုတဏှာကိုကုံစင်အောင်မပယ်သက်နိုင်တဲ့ဦးဇင်းတို့လိုပုထုဇဉ်ယဟန်တွေအတွက်အမှားမဖြစ်ရလေအောင်အမျိုးသမီးများနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဝီနီးတိခါဘုဒ္ဓပြဋ္ဌာန်းတားမြစ်ခဲ့ပါတယ် ူးစင်းတို့ယဟန်တော်တွေဟာအမျိုးသမီးတွေနဲ့မိထုံအမှုပြုကျင့်မယ်ဆိုရင်ပါရာဇိကကြပါတယ်ပါရာဇိကကြတယ်ဆိုတာလူဖြစ်သွားတာကို ပြောတာပါအမျိုးသမီးတွေကိုตาရတဲ့စိတ်နဲ့ထိကြိုင်မယ်ဆိုရင်ကာယတန်တကသိခါဖို့ရတန်ခါဒိဋ္ဌိအာဘတ်တင့်ပါတယ်ตาရတဲ့စိတ်နဲ့မဟုတ်ပဲယောသားတဲ့စိတ်နဲ့ထိကြိုင်မယ်ဆိုရင်လည်းဒုက္ခအာဘတ်တင့်ပါတယ်အမျိုးသမီးတွေကိုကာမဂုဏ်စကားတွေပြောမယ်ဆိုရင်လည်းဒုထုံလာဝါစာသိခါဖို့ရတန်ခါဒိဋ္ဌိအာဘတ်တင့်ပါတယ် ဒါကဝီနီးပိုင်းကိုပြောတာပါနော်တုတ်တန်ပိုင်းကိုလည်းကြည့်ပါတုတ်တန်ပိုင်းမှာလည်းပဲမြတ်စွာဘုရားကပရိနိဗ္ဗာန်စံဃာနေမှာမရှင်းတာများရှိရင်မေးလျှောက်ကြလို့မိန့်ကြားတဲ့အခါအရှင်အာနန္ဒာမထေရမြတ်ကမြတ်စွာဘုရားမြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာအမျိုးသမီးများကိုဘယ်လိုဆက်ဆံရပါမလဲဘုရားလို့မေးလျှောက်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကချက်သားအာနန္ဒာအမျိုးသမီးများနဲ့မတွေ့အောင်နေပါလို့မိန့်ကြားပါတယ်မှလွဲတာလို့တွေ့ရရင်ရောဘုရားလို့ရှောက်ထားတဲ့အခါ လွဲသားလို့တွေ့ရမယ်ဆိုရင်စကားမပြောဘဲနေပါလို့မိန့်ကြားပါတယ်။မလွဲသားလို့စကားပြောရမယ်ဆိုရင်ရောဖျားလို့ရှောက်ထားတဲ့အခါမလွဲသားလို့စကားပြောရမယ်ဆိုရင် အမေတန်တဲ့အရွယ်ကိုအမေလို့သဘောထားပါအမတန်တဲ့အရွယ်ကိုအမလို့သဘောထားပါနှမတန်တဲ့အရွယ်ကိုနှမလို့သဘောထားပါလို့မိန့်ကြားပါတယ်။ဒါကြောင့်ဦးစင်းတို့ယဟန်တော်တွေဟာကြီးစားထားဖို့မပြောနဲ့ဝိနည်းသိက္ခာပုအနေနဲ့လည်းပဲအမျိုးသမီးတွေနဲ့ပတ်သက်ခွင့်မရှိသလို့ တုတ်တံပိုင်းဆိုင်ရာမှာလည်းပဲအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတတိထား၍ဆက်ဆံပြောဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ဦးစင်းတို့ယဟန်တော်တွေဟာရှင်းစားထားလို့မရဘူးဟုမှတ်သားထားရမှာပဲဖြစ်ပါတယ်။